မင်္ဂလာပါပရိသတ်ကြီးတို့ခင်ဗျာကျွန်တော်တို့ရဲ့ Luna Entertainment Channel ကနေစိတ်ဝင်စားပွဲနောက်ဆုံးရဗဟုသုတသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာဒီမှာအကောင့်ကို follow လုပ်သူတိုင်းကိုပတ်စံတွေပေးနေတဲ့မိမသွားလီယာအင်တာတဲတဲ့အချင်းနဲ့ကင်ဂျုံအန်တစ်သားကြိုးသွားလားအစားထိုးလို့ရတယ်ဒါကတော့တင်းထက်တောင်အချိုးပြေတဲ့မြောက်ဝင်လေးတွေပဲဖြစ်ပါတယ်ဒါကတော့မင်းတိန်ခဝိတုတွေတဲကရှန်ဂရီလာကြီးလားလို့အထင်မှားသွားမယ်နေရာကြီးပဲဖြစ်ပါတယ်ဒါကတော့ရင်ွေးပူပူတွေစီးစင်းနေတဲ့ထူးဆန်းတဲ့မြေကြီးတစ်စင်းပဲဖြစ်ပါတယ်ဒါတော့ တင်မောဒီအထွတ်တို့ရေးသင်ခန်းဝတ်ထားတဲ့ဘုံကြီးပါအငိမ့်မနေရတဲ့ဗီဒီယိုပဲဖြစ်ပါရင်ဒါတော့တကောင်ကိုတိန်းနေချီပြီးတော့တန်နေကင်းကနန်းကြီးတွေကိုအလွယ်မွေးမြူနေပဲဖြစ်ပါရင်ဒါကတော့နှမောင်းဘလို့300မလဲဆိုပြီးတိုင်ပတ်နေတဲ့စင်ပေါင်လေးတွေပဲဖြစ်ပါတယ်ဒီမှာအကောင့်ကို follow လုပ်သူတိုင်းကိုပတ်စံတွေပေးနေတဲ့မိမမယုံမရှိပါနဲ့ကျွန်တော်တကယ်ကိုပြောတာပါသူမကဒူဘိုင်းမှာအချမ်းသာဆုံးအမျိုးသမီးဖြစ်ပြီးသူမရဲ့ TikTok အကောင့်ကို follow လုပ်သူတိုင်းကိုပတ်စံတွေပေးခဲ့ပူပါတယ်။ ဘလောက်အထီတောင်ဆိုတလဲဆိုတော့သူကကောမန်တယ်မှာတင်ဟာရမ်းချမ်းသာပြီးဂုံကျက်တရေနဲ့ပြည်စုံနဲ့မိမလာလေးပါလာလို့မန့်ယုံနေသူကတင်ရဲ့အကောင့်ထဲကိုဒေါ်လာ2000ပို့ပေးမှာပါဒါကိုလည်းရတဲ့လူတွေကရခဲ့ကြပါတယ်တဲ့နမည်ကတော့မီရာဟာဒါအာမီဖြစ်ပါတယ်အရိဘစ်ဘာသာနဲ့အတိတ်ပဲပြန်ရရင်တော့သူမရဲ့နမည်ကရွှေရောင်များနဲ့တောက်ပနေတော့လို့အမိရပါတယ်ဒူဘိုင်းမှာတော့မီယာနဲ့ရွှေဆိုင်တွေကိုခန့်ခန့်ကြီးတွေ့နိုင်ပြီးရွှေရောင်စားတဲ့မျိုးသမီးတူဦးဖြစ်ပါတယ် သူမရဲ့နောက်ခံလုပ်ငန်းကလည်းရွှေတွင်းတွေပိုင်နာပြလို့နေတိုင်းတိမ့်တောင်းတဲ့ချီတိမ့်တဲ့ချီပတ်စံတွေကဒလဟော့ကိုဝင်နေတာပါ။ဒရန်ချမ်းသာတဲ့အမျိုးသမီးဖြစ်ပေမဲ့စိတ်ထားကောင်းပြီးအလူအတန်းအပေးကန်းကတော့ရက်ဆက်တယ်လို့သိရပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ဗီဒီယိုမှာလည်းအခုလိုမျိုးထူးဆန်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါမယ်။သွားလီယာအင်တာတဲတဲ့အကျင့်နဲ့ကင်ဂျုံအန်ကင်ဂျုံအန်ကတော့မြမပီကဘိုးချုပ်ကြီးနဲ့အကျင့်တူနေပါတယ်။ သွားလီယာမှာချီးတွေတပြွပြွနဲ့အာမနာဒန်ပါတက်လို့သူသွားတဲ့နေရာတိုင်းအင်သာကြီးကိုမဖြစ်မနေတဲသွားရပါတယ်။နိုင်ငံတွင်းခီးစဉ်ကနေစလို့စင်ကာပူတို့ရုရှားတို့သွားတဲ့အထိအင်သာကြီးကိုလေရင်နဲ့တဲသွားလို့ရှိပါတယ်။ဘာကြောင့်ပါလဲ။အကြောင်းမဲ့တက်တက်တော့မဟုတ်ပါဘူး။သူ့ရဲ့ကြီးတုံးတွေကိုယူပြီးတော့တပတ်နိုင်ငံဟာခွဲခြမ်းစိတ်ဖြာမှာကြောက်လို့ပါတယ်။အကြောင်းကတော့လူတယောက်ရဲ့ကြီးတုံးကိုကြည့်ပြီးစစ်စစ်တဲ့အခါမှာထိုလူမှာဘာယောဂါရှိလဲ၊ဘာဓာတ်တွေချို့တဲ့နေလဲဓာတ်တွေကိုသိရပါတယ်။ ါကြောင့်ကင်ဂျုံအန်ဟာသူ့ရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးအချက်အလက်တွေရသွားမှာဆိုတာကြောင့်သူ့ကြီးကိုသူ့အိမ်သားမှာပဲပါပြီးသူ့နိုင်ငံအထိကိုပြန်တည်သွားတာဖြစ်ပါတယ်စင်သာကြည့်ရင်တော့ယူကြောင်ကြောင်နိုင်ပေမယ့်ဗိုလ်ချုပ်ကြီးတို့ပြောနေကြအတိုင်းပဲနိုင်ငံရေးလက်ွက်လုပ်ပဲဆိုရမလားပါပဲခင်ဗျာတင်ရောဘလို့တင်ပါသလဲအစုံကြီးကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ဗီဒီယိုမှာလည်းအခုလိုမျိုးထူးဆန်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါမယ်ခင်ဗျာတစ်သားကြိုးသွားလားအစားထိုးလို့ရတယ် တင်နှလုံးသားကိုအစားထိုးသွားတဲ့သူမကိုပြန်ခေါ်လို့မရတော့ပေမဲ့အိမ်မှာရှိနေတဲ့တစ်သားတွေကြိုတာအပေါက်ဖြစ်သွားတာဆိုရင်တော့ပြန်အစားထိုးလို့တော့ရပါတယ်။ဒါကတော်ရစင်လို့ခေါ်တဲ့ကမီကယ်ပစ္စည်းတစ်မျိုးနဲ့ဖြစ်ပါတယ်။သူကနောက်တစ်မျိုး AB ကော်လို့လည်းတင်စားကြပါသေးတယ်။တစ်သားနဲ့လှုပ်ထားတဲ့နေရာတွေမှာအပေါက်ကြီးဖြစ်ပြီးကြည်မကောင်းမှဆိုရင်တော့ဒါလေးဝယ်သုံးကြပါဗျာ။အပေါက်ဖြစ်တဲ့နေရာကိုအရင်ဆုံးဖုံးပြောင်းအောင်နဲ့အမုံအမွားကင်းစင်အောင်တန့်စင်လိုက်ပါ။အဲ့ဒီနောက်တော့ A နဲ့ B ကိုရောလိုက်ပါ။ chemical reaction ဖြစ်ပြီးတဲ့နော်ကောကကတ်လာပြီးဆိုရင်တော့သင်အစားထိုးခြင်းနဲ့နေရာကိုထိုးလို့ရပါပြီသင်နှလုံးသားကတော့မရပါဘူးဒီကောကရေစုပ်ခန်းရေစိမ်ခန်းနဲ့အပြင်တစ်သားထက်တောင်ပိုပြီးတံမာတယ်လို့သိရပါတယ်မြမပြီမှာလဲအလွယ်တကူဝယ်နိုင်လို့သင်အိမ်မှာဖားထေးစရာတွေရှိရင်စမ်းကြည့်ကြဖို့မမေ့ပါနဲ့ခင်ဗျာကဲဒါဆိုရင်တော့သင်လဲဘ ഹു တုတအစ်တတစ်ခုတိုးပြီးလို့ယူဆပါတယ်အဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။နောက်ဗီဒီယိုမှာလည်းအခုလိုထူးဆန်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါမယ်။ ဒါကတော့တင်းထက်တောင်အချိုးပြည့်တဲ့မြောက်ဝင်လေးတွေပဲဖြစ်ပါတယ်။ညံရီထက်မြက်လွန်းလာမှုလို့လူသားတွေနဲ့အတူရှင်တွဲနေထိုင်နိုင်တဲ့ဒီမြောက်ဝင်လေးတွေဟာဆိုရင်အရန်ကိုလိမ်ပါပြီ။အိမ်မှုကိစ္စတွေကိုလည်းတခါလုတ်ပြထားလိုက်တာနဲ့အတူခိုးပြီးလိုက်လုံနိုင်ပါတယ်။တချို့ဆိုရင်တစ္ဆာစောင့်တည်ပြီးလိမ်မာတဲ့ဒီမြောက်ကလေးတွေကိုအိမ်မှာမွေးထားကြပြီးမိသားစုဝင်လိုမျိုးစောင့်ရှောက်ကြပါတယ်။မြောက်ဝင်လေးတွေကလည်းအခုမြင်နေရတဲ့အတွက်သခင်အတွက်ကြမ်းတိုက်တာဟင်းရွက်ကူချွေပေးတာတန်ရှင်းရေလောက်တာစသဖြင့်ပြန်ကူညီပေးကြပါတယ်။ ဒီလိုချစ်ဖို့ကောင်းတဲ့မျက်ဝင်လေးတွေကိုမန်ဒရီလို့ခေါ်ပြီးမျက်နှာနဲ့တင်ပါမှထူးခြားတဲ့အယောင်ဆောင်အစင်းလေးတွေရှိကြမို့လို့လူတွေကသတိထားမိခဲ့ကြတာဖြစ်ပါတယ်။ကျမကြီးကောင်းလေးလေးမျက်နှာနဲ့တင်ပါလေးတွေကရဲနေလေးလေးဖြစ်ပြီးချစ်စနုံးနဲ့မျက်ဖင်နီလို့ခေါ်ပေါ်တတ်ကြပါတယ်။အခုမြင်ရတာကချစ်ဖို့ကောင်းတဲ့ဆော်ပေမဲ့လည်းတဖြည်းဖြည်းနဲ့အကောင်ကြီးဖြစ်လာရင်တော့အိမ်မှာမွေးမြူဖို့အခက်အခဲရှိနိုင်ပါတယ်။ ဒါအပြင်သူတို့ကတောထဲမှာသာလွတ်လပ်ကြစားတဲ့တဲ့ဘဝလေးတွေဖြစ်တဲ့အတွက်အိမ်ထဲမှာခေါ်ထားပြီးသူတို့ရဲ့တဘာဝကိုမဖြည့်ဆည်းကြဘူးတရိတ်ဆန်ဆောက်ရှောက်ရေးအဖွဲ့ကတတိပေးချက်ထုတ်ပြန်ထားပါတယ်လူကြီးမင်းတို့ရောတဘာဝအတိုင်းနေနေတဲ့တရိတ်ဆန်လေးတွေကိုလူကြားတဲ့ခေါ်သွင်းပြီးခိုင်းစားနေတဲ့အပေါ်ဘလို့များထင်မြင်ကြပါသလဲနော်ဒါကတော့မင်းတိန်ခဝိတုတွေတဲကရှန်ဂရီလာကြီးလာလို့အထင်မှားသွားမယ်နေရာကြီးပဲဖြစ်ပါတယ် ခုလုံးတစ်ပင်တစ်မြစ်တွေနဲ့လွမ်းမောဖို့ကောင်းလာတဲ့နေရာကြီးကိုယုတ်တရက်ကြီးလိုက်ရင်တော့ဂမ်ဘီယာဆန်နဲ့မြေငွင်းတစ်ခုနဲ့ဆင်တူပြီးကမ္ဘာမြေပုံအရတော့ဒီနေရာဟာအိန္ဒိယနိုင်ငံမီဂါလာယာပြည်နယ်မှာတကယ်ရှိပါတယ်။ဒီနေရာရဲ့ထူးခြားချက်ကတော့လမ်းနဲ့တံတားတွေကိုအသက်ရှိနေတဲ့တစ်ပင်တွေနဲ့တိဆောက်ထားတာပဲဖြစ်ပါတယ်။ဒီတံတားတွေကိုဝါပင်တွေဒါမှမဟုတ်တစ်ပင်တွေရဲ့အမြစ်တွေကိုအသုံးပြုပြီးလက်နဲ့ရက်လုတ်ဖန်တီးထားတာပဲဖြစ်ပါတယ်။ မြေပြင်ပေါ်မှာအသက်ရှိနေတဲ့အပင်တွေကိုပင်စီနဲ့ကိုင်းခတ်တွေဆွဲယူပြီးမှပုံသွင်းထားတာမို့လို့ခေတ်စ်ဘွန်ဆိုင်အလဆင်ပညာရှင်တွေတောင်မှလိုက်မမိသေးတဲ့ရှင်းဟောင်းပညာရက်လို့လည်းဖြစ်ပါတယ်။အံအုပ်ဖို့ကောင်းတာကဒီအပင်တွေကယနေ့တိုင်အသက်ရှိပါသေးတယ်။မြင်ရတဲ့အတိုင်းအမြင့်တွေဟာနှစ်ပေါင်းရာချီပြီးကြီးထွားလာတာနဲ့အများပုံမှန်ခိုင်ခန့်လာပြီးအချို့တရားတွေဆိုရင်နှစ်ပေါင်း900ကျော်လောက်ကိုတက်တန်းရှိပြီးလူ90လောက်ကိုတပြိုင်တည်းခန္ဓာရည်ရှိတယ်လို့ဆိုပါတယ်။ရိုးရယုံကြည်မှုတွေအရတော့ဒီလိုဒန်နာယီဆန်တဲ့ဒေတာမှာသူတော်စင်တွေကင်းအောင်နေတယ်လို့လဲဆိုကြပါသေးတယ်။ လူကြီးမင်းတို့ရောဒီလိုထူးဆန်းတဲ့ဒေတာကြီးကိုတွေ့မြင်ရတာဘလို့ခံစားရသလဲဆိုတာကိုလည်းကွန်မန့်မှာရေးခဲ့ကြပါအောင်နော်။ဒါကတော့ရင်ွေးပူပူတွေစီးစင်းနေတဲ့ထူးဆန်းတဲ့မြေကြီးတစ်စင်းပဲဖြစ်ပါတယ်။ဒီမြေထဲမှာရှိသမျှရေတွေအလုံးဟာပပွက်ဆူနေကြပြီးအဲ့ဒီရင်ွေးတွေကလည်းတနည်းအားကိုအကန့်အသတ်မရှိစီးစင်းလို့နေပါတယ်။ကြရတာမယုံနိုင်စရာကောင်းပေမဲ့ဒီမြစ်ကို The Boiling River လို့ခေါ်ပြီးပီရူးနိုင်ငံအမေဇုန်မိုးတစ်တောထဲမှာအမှန်တကယ်ကိုရှိလို့နေပါတယ်။ တိုင်းထွာချက်တွေအရမြေအတွင်းမှာစူပွက်နေတဲ့ရေတွေဟာအပူချိန်100ဒီဂရီစင်တီဂရိတ်212ဒီဂရီဖာရင်ဟိုက်နဲ့စီးဆင်းနေတာဖြစ်ပြီးဒါဟာကျွန်တော်တို့ပုံမှန်ထမင်းဟင်းချက်တဲ့အပူချိန်ထက်တောင်အတော်များပြားတဲ့ပမာဏလို့ဆိုရမှာဖြစ်ပါတယ်။ဒီလိုပူပြင်းရခြင်းရဲ့အကြောင်းရင်းကတော့မီးတောင်လှုပ်ရှားမှုကြောင့်ဖြစ်တဲ့ဘူမိအပူဆိုင်းအင်ကြောင့်လို့သိရပါတယ်။မြေအောက်မှာမီးတောင်ရှင်ကြီးကတောက်လျှောက်လှုပ်ရှားနေတဲ့အတွက်မြေအောက်ကနေမြေအောက်ရေပူတွေထွက်ပေါ်လာရတာပဲဖြစ်ပါတယ်။ဒီမြေထဲကိုကြာရောက်မိတဲ့သတ္တဝါတွေဟာချက်ချင်းအပူလောင်ပြီးတည်ဆုံရတတ်ပါတယ်။ ကျပ်ဖားမွေငန်းအစားရှိတဲ့ဘာကောင်မဲကြကြမိနစ်ပိုင်းအတွင်းမှာတင်အပူလောင်ပြီးတော့ကိစ္စချောသွားကြပါတယ်။လက်ရှိမှာတော့အဆိုပါရင်နွေးမြကြီးကွန်းသိပ္ပံပညာရှင်တွေကတောင်ဘာမှမတတ်နိုင်ပဲစောင့်ကြည့်နေုံသာလုပ်နေရတယ်လို့သိရပါတယ်။လူကြီးမင်းတို့ရောဒီလိုထူးဆန်းတဲ့သဘာဝတရားကြီးအပေါ်ဘယ်လိုများထင်ကြပါသလဲနော်။ဒါရောတင်မောဒီအထွတ်တို့ရေးသင်ကန်းဝတ်ထားတဲ့ဖုန်းကြီးပါညီမနေရတဲ့ဗီဒီယိုပဲဖြစ်ပါရင်ဘာသာရေးယုံကြည်မှုတွေပြင်းထန်လွန်တဲ့ထိုင်းနိုင်ငံမှာဆိုရင်တင်မောဒီတခင်စိုက်ပြီးဆိုတာနဲ့အထွတ်တို့အောင်ဖုန်းကြီးခေါ်ပြီးတော့အခုလိုလှုပ်ကြပါရင် ဲဒါကတော့တင်မောပင်ကိုတက်ရိုက်ပြီးတော့ဝါညင်းညင်းအရေတွေကိုထိုးထည့်လိုက်တာပဲဖြစ်ပါသည်ဒီလိုလုပ်ဖို့အတွက်တင်မောပင်စီကိုတစ်ဖက်ကမယိုင်တော့အောင်ကင်ပြီးထားပြီးတော့တစ်ဖက်ကအပင်ချောင်းနားလေတဲ့တူကဝါရန်ဆိုးရန်ကိုထိုးလိုက်ရပါသည်ဘွန်ဆိုင်တင်မောမျိုးတပင်လေးကိုပဲခုလိုအသက်ချောင်းပေါင်းများစွာထိုးထည့်ပြီးသွားရင်တော့အပင်မတည်အောင်နဲ့အင်းဆက်ပိုးမွားရီမကြောက်အောင်ခုလိုဆေးအုံပေးရပါမယ်ဒီနည်းနဲ့ဆင်လိုက်တဲ့တင်မောပင်တွေကမြင်းနဲ့အတိုင်းပဲရန်ကိုအတံပါပြီးတော့ဒီနည်းနဲ့ဆင်လိုက်တဲ့တင်မောပင်တွေကမြင်းနဲ့အတိုင်းပဲရန်ကိုအတံပြီးတော့တစ်စစ်မှတစ်လုံးသီးလို့ရန်ကိုဝင်ငွေကောင်းပါရင် တခင်းဆိုင်ထားယုံနဲ့သုံးကင်းစာလောက်အသီးတန်ချင်ညမထွက်တော်မူတွက်ချီဂိုက်တဲ့စီးပွားရေးတို့လေးပြောလို့ရပါရင်လူချင်းမင်းတို့ရောအရင်ကခရှိပြေလို့နဲ့ထိုင်းနိုင်ငံရဲ့ဘာသာရေးနဲ့သိပ္ပံပညာကိုပေါင်းဆက်ပြီးတော့အခုလိုစီးပွားတန်းအောင်စ조사နေရဖို့ဘလို့ထင်ကြသလဲဆိုတော့ကောမန့်မှာရေးခဲ့ကြပါအောင်ခင်ဗျာဒါတော့တကောင်ကိုသိန်းနဲ့ချီပြီးတော့တန်နဲ့ကင်းကနန်းကြီးတွေကိုအလွယ်မွေးမြူနေပဲဖြစ်ပါရင်တင်းနေနဲ့ပတ်စံရရင်ပြီးတော့သူများသက်သက်ရမှာမကြောက်ဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သင့်ပါရင်ပင်လယ်နဲ့နေတဲ့ဒေသတွေမှာကနန်းကြီးကကန်ယူရန်ဒေသမှာရှိတဲ့ အုံမင်းဟောင်းနေတဲ့ကိုဝင်ပြီးတော့ပုံနေတာပါရင်အုံသားဆိုတာကပွားရောင်းပြီးတော့အမုံဖြစ်နေတဲ့အတွက်ရီဆိုနေလေအုံစံကုန်နေပွားတက်လေဖြစ်ပြီးတော့ကနန်းကြီးကအဲ့ဒါကိုအရင်ချိုက်ကြပါရင်ဒါကြောင့်အုံမင်းဟောင်းတွေကိုသွားပြီးတော့ဖြူချလိုက်ရင်တော့အခုလိုခေါင်းတလုံးစာထက်ကြီးတဲ့ကနန်းကြီးတွေထွက်ကြလာတာဖြစ်ပါရင်ဒီကနန်းကြီးရဲ့တဘာဝကိုကကိုရေကြီးမားပြီးတော့ခွန်အားအရင်ကိုကောင်းနေတဲ့အတွက်အုံဒီတလုံးကိုတော့ခွဲပြစ်နိုင်နေတဲ့ဒီအရင်ရှိကြပါရင်အကောင်ကြီးပြီးတော့လှလီစားကောင်းလေဖြစ်တဲ့အတွက်ဂီယူဒီဆိုင်နဲ့ဖမ်းပြီးတော့ဈေးကွက်ထဲမှာသွားရောက်လိုက်ရင်တော့ အနည်းဆုံး8000ကနေ3သိန်းလောက်ထိရကြပါပြီ။တချို့စီးပွားရေးသမားတွေဆိုရင်တမင်အုံထုံးလို့ဒီကို channel မှာဖြည့်ပြီးတော့ဒီကနန်းတွေကိုမွေးမြူလေးရှိကြပါပြီ။အကောင်ရင်များလေးများသလောက်ပတ်စံရလေးဖြစ်တဲ့အတွက်တော်တော်တွက်ချီကြိုက်တဲ့စီးပွားရေးလို့လည်းဆိုနိုင်ပါပြီ။လူကြီးမင်းတို့ရောဒီဘွားမှာနေထိုင်မှုအတွက်ပတ်စံနေအောက်ကူကင်းတဲ့လူစင်းရဲဘွားကိုရွေးချယ်ရမယ်ဆိုရင်ဘယ်တစ်ခုကိုလိုချင်ချပါသလဲခင်ဗျာ။ဒါကတော့နှမောင်းဘလို့300မလဲဆိုပြီးတိုင်ပတ်နေတဲ့စင်ပေါလေးတွေပဲဖြစ်ပါတယ်။ စင်ပေါ်ကလေးတွေဟာကျွန်တော်တို့လူသားကလေးလေးတွေနဲ့ဆင်တူပြီးမွေးလာပြီးနှစ်အနည်းငယ်လောက်အထိဘာကူမှမသိနားမလဲကြသေးပါဘူး။သူတို့ဟာပကတိအပြစ်ကင်းစင်တဲ့အကောင်ပေါက်လေးတွေဖြစ်ပြီးတော့လူသားတွေလိုပဲပဝင်းကျင်ကအရာအလုံးကိုပြူးတူးကြောင်တောင်လေးနဲ့လိုက်ကြည့်ပြီးတော့အကုန်တင်ယူရပါတယ်။အဲ့ဒီဒဲမှာမှစင်ပေါက်လေးတွေအတွက်မွေးကလေးကပါလာတဲ့နှမောင်းဟာအကြီးအကျယ်တိုင်ပတ်စေတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။စင်ပေါက်အကောင်တရာမှတရာလုံးဟာပဇက်ရှိမှတွဲလောင်းကျနေတဲ့ဒီနှမောင်းကြီးကိုဘာအတွက်သုံးရမလဲဆိုတာမသိသလိုသုံးလဲမသုံးတတ်ကြပါဘူး။ တို့မျိုးလုံးတဲမှာနှမောင်းဆိုတာအပူပစ္စည်းတစ်ခုသာဖြစ်တဲ့အတွက်ဆွဲဖြုတ်လို့ရမလားဆိုပြီးအချိန်ချင်းခါထုတ်ပြကြပါတယ်။နှမောင်းနဲ့အစာကောက်ပြီးပါဇက်သေးကိုထဲပို့လုတော့လဲချော်ပြီးမဝင်လို့စိတ်ဆိုးရပါသေးတယ်။နှမောင်းကိုမတုံးတတ်တာကြောင့်ရေတောက်ရင်လဲတကယ်ပါဇက်နဲ့ငုံတော့ရပြီးတခါတလေမှအဲ့ဒီနှမောင်းကိုတက်နေမိပြီးချော်လဲတက်ကြပါသေးတယ်။စင်ပေါလေးတွေရဲ့ကြံ့ကြံ့ဖန်ဖန်ဖြစ်ရကတော့တကယ်ကိုရည်စရာပါပဲ။လူကြီးမင်းတို့ကရောစင်ပေါလေးတွေလိုမျိုးကလေးဘဝတုန်းကဘလို့ဥကြောင့်ကြားဖြစ်ရတွေလုတ်ခဲ့ဘူးတလဲဆိုတာကိုအလုံးဖက်ပြီးရအောင်လို့ကမန့်မှရေးခဲ့ကြပါအောင်နော်။